ရှင်းရှင်းပြောရလို့ရှိရင်ကျွန်တော်ဒီဖနက်ကိစ္စနေစပြီးကြောက်တယ်ဟာအရန်ကြောက်ခဲ့တယ်ဗျာနော်ဒါပေမဲ့ဒါပေမဲ့အဲ့ဒီကြောက်တဲ့အရာကျွန်တော်အာစင်ချင်ရမယ့်အပိုင်းပို့ပြီးဖြစ်လာတယ်ပြီးတော့မှစူးစမ်းမယ့်အပိုင်းပို့ပြီးတော့မှဖြစ်လာတဲ့ခါကျတော့ဒီအာအခုအချိန်မှာတော့ကျေးဇူးအများကြီးတင်တယ်ဗျာနော်ဆိုဘယ်လိုမျိုးဝေစားရမလဲဘယ်လိုမျိုးဟိုအာလုပ်ရမလဲဆိုတဲ့အရာတွေတော့ကြာရှိလုပ်တယ်ပြီးတော့မှဒီတန်ခါဒီတားတုံးကလည်းအာ week တုံးကလည်းဆိုပြောတာဗျာနော် တချင်းနဲ့တချင်းနဲ့ဒီဟိုဟာငါးရီသားဆိုတော့ရိုးရိုးလေးဝစ်စင်ပေမဲ့လို့ဒီ grand final တယောက်အနေနဲ့တော့မဖြစ်သင့်ဘူးဆိုတဲ့ຢာလေးကအာကိုပြောမှသိတာကိုစင်ကအဲ့လိုမျိုးမက်ချက်ပေးမှသိတာပေါ့နော်ဆိုတော့အာမက်ချက်ပေးတဲ့ပုံကအာကြောက်လေးကြောက်ပေမဲ့အများကြီးအထောက်အကူဖြစ်တယ်ဆိုတဲ့ຢာလေးပေါ့ကျွန်တော်တို့ဘာတချင်းစုံမှန်းတော့မသိဘူးဘာဖြစ်ဆိုကျွန်တော်တို့ကအာဒီတစ်ပတ်ဘာဝင်လာမယ်နောက်တစ်ပတ်က raw week ဆိုလို့ရှိရင် raw week မှာတော့ကျွန်တော်ကနေပြီးတော့ရောက်နေအဲ့လိုမျိုးဆိုတော့ကျွန်တော်ကမသိရဘူး မသိအောင်ဆိုတဲ့အခါကျကျွန်တော်ကတွေ့ပြီဆိုတော့မှကျွန်တော်ကပေးရပြီးတော့ကျွန်တော် training ပေးတဲ့အပိုင်းကြတော့ကျွန်တော်တို့ကအာတိတ်မတွေ့ပြီဗျာကျွန်တော်မအားတော့ကျွန်တော်မအားတဲ့အပိုင်းလည်းပါတယ်သူတို့ဘက်ကဒီဘက်မြန်မာစတာကျွန်တော်အားရရဲ့ဆိုသူတို့မအားတာအဲ့လိုထိလို့မရတဲ့အပိုင်းအများကြီးရှိတာပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့နေရာမှာထိုင်မှကလေးတွေတွေ့ရင်ကျွန်တော်ပြောရတယ်တကယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တဲ့ကြောင့်ကဒီထောင်များသေးတယ်ဟာအများကြီးရှော့တာလူတွေအကုန်လုံးကဒီ jazz ခဲဒီဒီတစ်ခုလေးကိုသူတို့က မထိုက်တန်မှုတွေမျိုးစုံတွေဆယ်စုနှစ်ပေါင်းများစွာတို့ကျွန်တော်ဝေဖန်နေကြပြင်မဲ့လေသူတို့ကအဲ့ဒီပြောနေချိန်မှာကျွန်တော်တို့ကဒီဘက်အနောက်မှာအဲ့ထက် just တစ်ခုတည်းတည်းမဟုတ်ဘူးကျွန်တော်တို့ကအစီအစဉ်တစ်ခုလုံးကိုကျွန်တော်တို့ကစီစဉ်ပြီးခေါင်းကိုင်းနေရတဲ့အနေထားဆိုတော့တိတ် ပြီးတော့ကျွန်တော်တို့ကဟိုကလေပြန်ပြီးတော့ပေါ့နော်တခါတလေကြာရင်ဟိုသူတို့ကို ဘယ်လိုခေါ်မလဲပြန်ကောင်းမွန်တဲ့ response တွေဟိုပြန်ပြီးတော့မဖြေရှင်းပေးနိုင်ဘူးပေါ့နော်အဲ့တော့အရန်ပင်ပန်းနေမှာဒီမြန်မာစတာအဆိုပြိုင်ပွဲနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများကြီးဖြစ်လာတဲ့အချိန်မှာလဲဒီမြန်မာစတာရဲ့တာဝန်ရှိတဲ့သူတွေအကောင်လုံးကဒီ season တစ်ခုလုံးကိုတော့မှ art direction ကျွန်တော်အန်နီယာမင်္ဂလာပါခင်ဗျာမင်္ဂလာပါ ရုပ်ပြပါအောင်ဟုတ်ကဲ့ပါကိုရွေးချယ်လိုက်တဲ့ရက်တာကိုရွေးချယ်တဲ့ဒီမှာပါကိုရဲ့ဒီကြော်ဥရဝါးအပေါ်မှာဘယ်လိုမျိုးလေးရှိလဲကျွန်တော်တော်လည်းရွေးချယ်တာမဟုတ်ဗျဒိုင်းနေအကုန်လုံးရွေးချယ်တာကျွန်တော် judge တွေရွေးချယ်တာပြီးတော့နောက်တစ်ခုကဒါမျိုးကိုဖြစ်ချင်နေတာအရှိမပွဲမှာပေါ့နော်အာဒိုင်းဖြစ်လုပ်ခဲ့ကြတဲ့ကျွန်တော်ရဲ့ဆရာဆရာဆရာစောရဲ့ချင်းငယ်တို့ကလည်းသူတို့ဖြစ်စီချင်တဲ့ reset ပါပဲခင်ဗျအဲ့တော့ချင်းငယ်တို့ဖြစ်စီချင်တဲ့ reset ဆရာစောတို့ဖြစ်စီချင်တဲ့ reset ထိုင်နေတဲ့ဒိုင်းနေအကုန်လုံးရဲ့ဆုံးဖြတ်ချက်နဲ့ဒီနေ့ဘွဲကြီးကတရားမျှတဆိုပြီးသွားတာပါခင်ဗျ တော့ဒိုင်းထဲဆုံးဖြတ်ချက်ကိုကျင်းတဲ့အားရမှုရှိတယ်။ကျင်းတဲ့ပါဗောသူပထမရတာ။ကျင်းတဲ့အားရမှုရှိတယ်။ဒါအခုပြောတာတော့ဒါသူဒီဒီပွဲမှာတော့ဒီဘလောက်တောင်ကောင်းခဲ့လဲဘလောက်တောင်ကျေးဇူးဟိုဟာဆိုးဆိုးဆိုးနေဘလို့ရအားကောင်းခဲ့လဲပြောမြန်မာလေးတော့သဘောကျတယ်ကျတယ်ဟုတ်ကျတယ်အဲဒါအဲ့ဒါမျိုးဖြစ်နေရမှာကျွန်တော်ကလေ အာပြိတက်သဘောကြတဲ့သူ voting system အဖြစ်လဲပေါ့နော်သတ်မှတ်ထားတဲ့အတိုင်းကျွန်တော်တို့ကလေးစားလိုက်တာပြီးတော့ကျွန်တော်နောက်ဆုံးချိန်ထိကျွန်တော်လုပ်ခဲ့ပေါ့နော်ကျွန်တော်ဆူတောင်းနေပါဗျာဒိုင်းနေပေးထားတဲ့သူ ਨੇ voting ပေးနေတဲ့သူတွေအကုန်လုံးလွဲသွားမှာတော့ကျွန်တော်ယင်တစ်ထိတ်ထိတ်ပေါ့ဗျာအပတ်တိုင်းပြောရတော့ပြိုင်ပွဲဝင်အကုန်လုံးအရန်ချက်တယ်ဆိုပေမဲ့ပြိုင်ပွဲဆိုတော့အကုန်လုံးပြိုင်ကြတာလေပြိုင်လို့ရှိရင်ဒိုင်းနဲ့ဆုံးဖြတ်မှာတယောက်ထဲဝင်လာရွေးရပါ အဲ့တော့ဆုံးကိုဆုံးဖြတ်မှာဖြစ်တယ်။ကြံတဲ့ကလေးတွေအကုန်လုံးညီကောင်မောင်နှမလိုမျိုးသဘောထားတယ်။သူတို့ရမ်းကောင်းကြရဲဆိုပေမဲ့ဝေနာတီတယောက်တည်းဖြစ်ရမှာ။ကျွန်တော်ဖြစ်စေချင်တဲ့သူဖြစ်သွားရမှာနော်။အဲ့လိုပါပဲ။ဒိုင်နေအကုန်လုံးဖြစ်စေချင်တာပါခင်ဗျာဟုတ်။ဒိုင်နေရဲ့ရွေးချယ်မှုနဲ့ပြိတ္တရဲ့ဒါပြိတ္တတွေပေးတဲ့ဒါနဲ့ထပ်တူကြရမပြောလို့ရတာကိုဒီနှစ်ကအာဟိုပါလေ။ဟိုသူတို့ voting system ကတော့စင်ပေါ်မှာဘယ်သူများလဲဆိုတာတော့သူတို့ပြောသွားရအောင်เนาะအာအဲ့တော့ကျွန်တော်ဒိုင်ရောပြိတ္တတွေရောတကယ်တရားမျှတဆိုတာပေးသွားရပွဲပါခင်ဗျဟုတ် ကျွန်ုပ်ရဲ့အားသာချက်လေးဆိုဘာလေးဖြစ်လဲအတန်ပေါ့ဗျာတချင်းဆိုတဲ့အချိန်မှာကျွန်တော်ကလေရုပ်ရည်တော့မဖြစ်နိုင်သေးတယ်ဟုတ်ရရရုပ်ရည်တို့ဘာတို့ကဒီ performance တို့ဘာတို့ကအာပြုပြင်ပြောင်းလဲလို့ရရဗျာအာညီလေးအာတဖြည်းဖြည်းနဲ့ကိုရိုနဲ့အများနဲ့ပေါင်းနေမှာပဲလीเนาะအာတဖြည်းဖြည်းနဲ့ပိုက်လာမှာအဲ့တော့ကဘာမှစိတ်မပူဘူးတဲ့မလားချောလာမှာချောလာမှာဟုတ်လေအရင်တော့က तू ကအဝယ်စားဆိုလို့ရှိရင်တာမန်မန်ဝတ်တာကျွန်တော်အများကြီး force လုပ်ပေးတာဟုတ်ဟုတ်ပါ โอเคโอเคအကိုရဲ့ဒါဝစား fashion နဲ့ပတ်သက်ဒီနေ့ဆိုတော့အကိုထူးကြရအောင်နော်ခုနကကြောနေတယ်ဒီအဘောကတိုင်းသားကုတ်ကလေးကိုကျွန်တော်ယူမလို့လေသာဆော့ပို့ပြတဲ့ဘောကြပါတယ်စင်သားလို့ခြင်းစင်သားလေစင်သားဟုတ်ပါစင်သားကျွန်တော်လည်းရမ်းချက်ရင်ဟုတ်ပါရဲ့ညီလေးညီလေးတို့เนี่ยပို့ပြီးတော့အမှတ်တရနေတဲ့တင်ထားပါမယ်လीဘာဖြစ်လဲဆိုတော့သူ့ရဲ့ ဒါဒီဘွဲမှာဝင်နာဖြစ်သွားတဲ့ဥစ္စာကိုသူကတသက်လုံးသိမ်းထားမှာဒီဝက်ဆောင်ဟုတ်ကဲ့တိတ်တဲ့အောင်စီကျင်းကိုယူလိုက်ရအောင်ဒါဟုတ်ပေါ်တော့ကျွေးရမှာဟုတ်ပေါ်တော့ကျွေးရမှာကျွေးမှာလားဟုတ်ကျွေးရမှာအင်းဒီတော့မပေးဟောပေါ်တော့ကျွေးရင်ကျွေးဟုတ်တယ်ဟောပေါ်တော့ကျွေးမှာကျွန်တော်ကလေဟိုအခုပြိုင်ပွဲဝင်ဆယ်ရောဆလုံးကျွန်တော်ပြန်တွေ့ကျင်နေရဘာဖြစ်လဲဆိုတော့ကျွန်တော်တတိယရယ်လေနော်ကျွန်တော်ညီညီမတွေဘာလို့ဆိုပွဲတော်တော်ကြာသွားတာဗျာကြားထဲမှာလည်းဟသွားတာဗျာနော်မာလာမာလာဆိုတော့ဒါဘယ်လောက်ကြီးလို့တကယ် ူကောင်မဆရာတော်ရဲ့ရင်းနှီးကိုဖြည်းဖြည်းသွားတဲ့ဆက်ဆံရေးဖြစ်သွားတယ်ကိုချင်းကြာကြီးတို့ရှိခဲ့ရတယ်လေကျွန်တော်ကတော့ပွဲတိုင်းရှိခဲ့တာဗျာမနက်ပြောင်ကျွန်တော်လုပ်ခဲ့တဲ့ပွဲတိုင်းမှာကျွန်တော် Model Academy ကိုပထမဆုံးလုပ်တယ်ပြီးရင် Style Secret ဆိုတဲ့အစီအစဉ်ကိုကျွန်တော်ကကြာပြီ2012လာအဲ့လောက်တည်းကျွန်တော်လုပ်လာဆိုတော့လေတွက်ကြည့်လိုက်နှစ်ကမနေတော့ဘူးเนาะအဲ့ဒီမှာရှိခဲ့တဲ့ကလေးတိုင်းကအခုချိန်မှာကျွန်တော်နဲ့ညီကိုမောင်မမရဲ့ပဲဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်ကပြိုင်ပွဲလုပ်တဲ့အချိန်အတွင်းမှာလေကျွန်တော်ရမ်းစူးစားတယ်စူးစားရဆိုတာက အဲကျွန်တော်ဝေဖန်မှုတွေဘယ်လောက်ပဲများများကျွန်တော်ရဲ့ UTJ ကျွန်တော်လောက်ဆောင်ရမယ့်အရာတွေကျွန်တော်ရဲ့စ조사မှုတွေကတက်တက်ရှိတာပေါ့နော်ဒါ ਉਹ လည်းပြိသက်လက်ခံမှုတော့ကိုကျွန်တော်တို့အများနဲ့조사သွားရမှာဘူးအဲအဲ့လိုပဲအဲ့ဒီလို조사သွားရဲဆိုတာပြောတော့တာလွယ်ပြတကယ်တမ်းအစီအစဉ်ကြီးတစ်ခုကိုဥဆောင်ပြီးတော့ကျွန်တော်လုပ်တဲ့အချိန်တွေမှာကျွန်တော်တို့မှာအရန်ပင်မန်းရတယ်နောက်တော့တစ်ချက်ကများစွာသောညှိနှိုင်းမှုတွေများစွာသောအရာတွေအကုန်လုံးကိုကျွန်တော်လုပ်ရတယ် အထူးသဖြင့်ကျွန်တော်ကိုအရှမ်းဝေဖန်နေတဲ့အချိန်တနိုင်ငံလုံးရဲ့ဒီ social ထက်မှာကျွန်တော်ရုပ်ပုံတွေပဲပြန့်ပြီးတော့ကျွန်တော်ဝေဖန်မှုတွေထိတ်ဆုံးရောက်နေတဲ့အချိန်မှာအိမ်ကပြောတယ်တနိုင်ငံလုံးနဲ့ဒီလောက်တဲ့ပြောနေတဲ့နှစ်ပေါင်းများစွာတဲ့ဘာဖြစ်ဘူးလားတဲ့သူတို့ကတခုခုဆိုလို့ရှိရင်သူတို့ကအပြင်လူတွေဆိုတော့ခံစားရတတ်တယ်လေသူတို့ကကျွန်တော်ကြည့်လိုက်ရင်ကျွန်တော်အေးဆေးပဲ ကျွန်တော်ဖြတ်တန်းတဲ့အရာလဲအေးအေးဆေးပဲဆိုမဟုတ်ဘူးကျွန်တော်ကဒါကိုရှင်းပြရဲခုနခန်းစားချက်တူရှင်းပြကျွန်တော်အဲ့ထက်အရေးကြီးတဲ့အရာတွေဘာဖြစ်လို့ဆိုတော့တပတ်တပတ်ဒါကကျွန်တော်စီစဉ်တာမဟုတ် just လုပ်တဲ့အပိုင်းပဲရှိတယ်ကျွန်တော်ရှေ့မှာကြာကျွန်တော်စဉ်စဉ်းစားပြီးတော့စီစဉ်ရတဲ့အပိုင်းတွေအများကြီးရှိတာပေါ့အဲ့ဒီအပိုင်းတွေအကုန်လုံးကိုကျွန်တော်ကဥဆောင်ရတဲ့အပိုင်းဆိုပို့ပြီးတော့ပြင်မယ်ဒီဘွဲတဲ့ပို့ပြင်မယ်အရှိမလောက်ခဲ့တဲ့အရာတွေကအဲ့တော့ကျွန်တော်မှာအဲ့ဒီဝေဖန်မှုလို့တွားပြီးတော့ပြိုလဲနေလို့မရဘူးအဲ့တော့ဒီညီလေးနဲ့တွေ့တဲ့အချိန်မှာအခုဆိုသူတို့ကြည့်နေကြတဲ့အချိန်မှာ ကျွန်တော်ကပို့ပြီးတော့တော့မှတို့ strong ဖြစ်ပြီးတော့တို့ကိုကျွန်တော်ပြန်ပြီးတော့အာခွန်အားပေးပြနိုင်တယ်ဗျာအရင်ပွဲတော့ဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်ရန်စီစဉ်ရတော့အဲ့ချိန်တော့တနေ့လေးနိုင်ပဲရှိခဲ့တယ်အဲ့ဒါမျိုးကြီးကျွန်တော်ကရင်ဆိုင်ရဖြတ်တန်းရတော့အဲ့တော့လူတွေအကုန်လုံးကဒီ jet ခဲဒီဒီတစ်ခုလေးကိုတို့ကမထိုက်တန်မှုတွေမျိုးစုံတွေဆယ်စုနှစ်ပေါင်းများစွာတို့ကျွန်တော်ဝေဖန်နေကြပြင်မဲ့လေတို့ကအဲ့ဒီပြောနေချိန်မှာကျွန်တော်တို့ကဒီဘက်အနောက်မှာအဲ့ထက် jet တစ်ခုတည်းတည်းမဟုတ်ကျွန်တော်တို့ကအစီစဉ်တစ်ခုလုံးကို ကျွန်တော်တို့ကစီစဉ်ပြီးတော့ခေါင်းကိုက်နေရတဲ့အနေထားဆိုတော့တိတ်ပြီးတော့ကျွန်တော်တို့ကဟိုကလေပြန်ပြီးတော့ပေါ့နော်တခါတလေကြာရင်ဟိုသူတို့ကိုဘယ်လိုခေါ်မလဲပြန်ကောင်းမွန်တဲ့ response တွေဟိုပြန်ပြီးတော့မဖြေရှင်းပေးနိုင်ဘူးပေါ့နော်အဲ့တော့အရန်ပင်ပန်းနေဒီမြန်မာစတာအဆိုးပြိုင်ပွဲနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများကြီးဖြစ်လာတဲ့အချိန်မှာလဲဒီမြန်မာစတာရဲ့တာဝန်ရှိတဲ့သူတွေအကောင်လုံးကဒီ season တစ်ခုလုံးကိုတော့မှ adoration ကျွန်တော်အံ့နေတယ် ကျွန်တော်ကဒီကိစ္စတွေကိုအများကြီးလုပ်နေရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ပါဝင်တဲ့ကျွန်တော်ထက်ဝါရင့်တော့ကျွန်တော်ရမ်းလေးစားတော့ပညာရှင်တွေအကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့အကူအညီတောင်းပါဆရာတို့ဒီအပိုင်းလေးတွေထဲမှာအဲကျွန်တော်မှာလိုအပ်ချက်တွေအပိုင်းရှိတယ်သူတို့ရဲ့နီးနာတွေအကုန်လုံးကျွန်တော်ပြန်ယူရပါ music နဲ့ပတ်သက်တာဟုတ်အဲ့တော့ကျွန်တော်ကအဲကျွန်တော်ရဲ့ဒီဘုဒ္ဓအပိုင်းတွေဒီအစောရတယောက်မှာကျွန်တော်ဖြစ်စေခြင်းနဲ့အရန်တောက်ပါသွားမဲ့ပုံစံမျိုးတွေတကယ်အဆိုရှင်တယောက်မှာအဲလိုအပ်မဲ့အရာလေးတွေအကုန်လုံးကိုအဲကျွန်တော်က ကျွန်တော်ရဲ့အခန်းကဏ္ဍလေးမှာပဲကျွန်တော် supporting ပေးရတာဟုတ်အဲ့တော့တကယ်အရန်ကိုလိုအပ်တဲ့ပညာရှိအပိုင်းတွေအကြောင်းသက်ဆိုင်ရာတာဝန်ရှိတဲ့သူရှိတယ်ဆိုတဲ့ခါကြောင့်အားလုံးကမျှပြီးတော့ဒုဒုပေါင်းနဲ့အကုန်စူးစမ်းကြတာလीအဲ့တော့အရာအလုံးကအစင်ပြပြချောချောမွေ့မွေ့နဲ့ပြီးသွားတယ်လို့ကျွန်တော်ကထင်ပါတယ်ဟုတ်ပြန်ခွင့်တောင်းဆိုပါလေဒါကိုယ့်ရဲ့အပိုင်းစကားရင်တော့ဘာလို့အားရှိရရလဲရုပ်ပြီးသွားပြီအာအဒီ just လောက်တဲ့အပေါ်မှာနော်အာ just လောက်တဲ့အပေါ်မှာ ့တခြားပြန်ဝဲတောက်လျှောက်နောက်ွယ်မှာလည်းဒါအားပေးနေမှာပဲလေနော်အရှင်းရှင်းပြောလို့ရှိရင်ကျွန်တော်ဒီဖနက်ကိစ္စနေစရကြောက်တယ်ဟာအရန်ကြောက်ခဲ့တယ်ဗောနော်ကြောက်ဒါပေမဲ့ဒါပေမဲ့အဲ့ဒီကြောက်တဲ့အရာကကျွန်တော်အာစင်ချင်ရမယ့်အပိုင်း ပို့ပြီးဖြစ်လာတယ်ပြီးတော့မှစူးစမ်းမယ့်အပိုင်းပို့ပြီးတော့မှဖြစ်လာတဲ့ခါကျတော့ဒီအာအခုအချိန်မှာကျေးဇူးအများကြီးတင်တယ်ဗောနော်ဆိုဘယ်လိုမျိုးဝေစားရမလဲဘယ်လိုမျိုးဟိုဟာအာလောက်ရမလဲဆိုတဲ့အရာတွေတော့ကြာရှိလုပ်တယ်ပြီးတော့မှဒီတန်ခါဒီတားတုံးကလည်းအာဝိကတုံးကလည်းဆိုပြောတာဗောနော် တချင်းနဲ့တချင်းနဲ့ဒီဟိုတင်္ဂါရီသားဆိုတော့ရိုးရိုးလေးဝစ်စင်ပဲမြဲတော့ဒီ grand final တယောက်အနေနဲ့တော့မဖြစ်သင့်ဘူးဆိုတော့ညာလေးကအာကိုပြောမှသိတာကိုစင်ကအဲ့လိုမျိုး match up ပေးမှသိတာပေါ့နော်ဆိုတော့အာ match up ပေးတဲ့ပုံမှာအာကြောက်လေးကြောက်ပဲမြဲအများကြီးအထောက်အကူဖြစ်တယ်ဆိုတော့ညာလေးကအာ2016လောက်ကကျွန်တော် KD Berry Show ထိစုံတဲ့အချိန်ကြီးတယ် ကျွန်တော်အဲ့လေထိုင်းမှာလုံးလုံးနေအချိန်ပေါ့နော်ထိုင်းမှာကျွန်တော်တာဝန်တစ်ခုလုံးတစ်ခုလုံးနေအချိန်အဲ့နောက်ပြီးတော့ Amnet Asian Music Award တို့အာနောက်ပြီးတော့ Britney Spears Show တို့တော်တော်များများကျွန်တော်နိုင်ငံပတ်ပြီးတော့ကျွန်တော်တို့ကအာဘယ်လိုခေါ်မလဲအတွေ့အကြုံရှိခဲ့ကြတာပေါ့နော်အဲ့ကျွန်တော်ရှေ့ဆုံးတန်းကနေပြီးတော့ကျွန်တော်တို့အဲသူတို့အနီးကလိလာခွင့်ရတာပေါ့နော်လိလာခွင့်ရတဲ့အခါမှာအစိုးတော်တယောက်ကတချင်းစုံနေုံနဲ့မပြီးဘူး သူတို့တွေကဆယ်ဝန်မှာ perform လုပ်တဲ့တောက်လျှောက်ကိုအောက်မှာရှိတဲ့ပရိသတ်တွေကိုသူတို့ပေးသွားတဲ့အရာတွေကဗျာကျွန်တော်နိုင်ငံမှာရှိတဲ့အာတချို့အရန်တော်တဲ့အဆိုတော်တွေလိုပဲတဲ့မလားသူတို့ကကြတော့ပို့ပြီးတော့ဗျာပြည့်စုံတော့ဗောနော်အဲ့လိုဆိုတော့ကျွန်တော်ကလေငွေငယ်လေးတဲ့တိတ်တချင်းတွေကိုအရန်နားထောင်နေသူဆိုတဲ့အခါကျတော့ဟာ ျွန်တော် fashion ကြောင်းနေလုပ်နေဆိုတော့ music နဲ့ fashion ကဘယ်လောက်ထိအရေးကြီးသလဲဆိုတော့အဲ့လိုအခန်းကဏ္ဍပေါ့နော်ကျွန်တော်ရဲ့တာဝန်အခန်းကဏ္ဍလေးပေါ့နော်အဲ့ဒီအခန်းကဏ္ဍလေးစ조사ခြင်းများကြာပြီဆရာမြေမိုးအောင်နဲ့ဒီဘက်ကမြန်မာ star တာဝန်ရှိတဲ့သူတွေအကုန်လုံးကျွန်တော်တာဝန်ပေးလာတဲ့အချိန်မှာကျွန်တော်ရမ်းပျော်လာအဓိကနံပါတ်1ကဆရာမြေမိုးအောင်ကနေပြီးတော့ကျွန်တော်စီဖုန်းဆက်ပြီးတော့ဒါဒီတာဝန်ကိုပေးခဲ့တာပေါ့နော်ပြီးတော့ကျွန်တော်ကစဉ်းစားလိုက်တယ်အွန်လိုင်း program ပဲပေါ့နော်ဒီရုပ်သံအစီအစဉ်တွေတော့မဟုတ်ဘူးဆိုတဲ့အခါကျတော့ ကျွန်တော်လုတ်ပြခြင်းကျွန်တော်လုတ်ပြခြင်းတွေကဒီထက်တော့ကြီးသေးတယ်အများကြီးရှိသေးတယ်ကျွန်တော် step by step ဒီမှာဒါ online သူများလုပ်တဲ့အစီအစဉ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကကျွန်တော်တချို့သောအရာတွေကကျွန်တော် short လိုက်ရရင်အများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီဘက်ကတာဝန်ရှိတဲ့သူတွေအကုန်လုံးကလည်းဒီ online အစီအစဉ်ဆိုပေမဲ့သူတို့လည်း sporting နေနဲ့အကောင်းဆုံးစူးစမ်းကြရပေါ့နော်အဲစူးစမ်းကြရဆိုတဲ့ခါကျတော့ကျွန်တော်ကတော့ကျွန်တော်ကလေးတွေကိုဒီတိုင်းရိုးရိုးတန်းတန်းတက်တယ်မဟုတ်ဘူးဒီမှာကြည့်နေတဲ့မြန်မာတန်းတန်းလုံးမှာရှိတဲ့သူတို့ရဲ့ fan တွေအကုန်လုံးကို သူတို့ရဲ့ပြိသက်တွေကသူတို့လှချင်တာပဲမြင်ချင်တာလေအဲ့ဒီရဲ့စိတ်ခံစားမှုအခြေခံပြီးတော့ music နဲ့ကျွန်တော်ကရသလောက်ဆက်ရတာပေါ့ဗျာအဲ့တော့လေကျွန်တော်မှာဝေဖန်မှုတွေအများကြီးဒါပေမဲ့သူတို့လှလာတဲ့အပတ်ဆိုကျွန်တော်ရမ်းပျော်နေပြီအောက်မှာဟုတ်အဲ့ဒါ show လေးကြည့်နေတယ်ပြောပြအဲ့ဒါလေးပြောပြပါဟာကြည့်နေတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ကသူတို့ show ကကျွန်တော်ကဘယ်လောက်တောင်အမှန်တမ်းပြောလို့ရှိရင် အရှင်လက်လက်ကိုဇန်နဝါရီလတည်းကျွန်တော်ထိုင်နာတော့လားဘာသာပါကိုရနေတီကိုကျွန်တော်ကြည်လာဆို ကျွန်တော်သူ့ရဲ့ fan တွေထက်ကျွန်တော်ရဲ့ဆန္ဒတွေကတော့တဝက်တော့ပြေးသွားသွားပြီပေါ့ဒါပေမဲ့ကျွန်တော်မြင်ချင်တဲ့အရာအများကြီးရှိတယ်ပြိုင်ပွဲမှာတစ်ခါကြာလေရှင်စုရမှာမဟုတ်ကြဒီလားပြိုင်ပွဲဝင်ထဲမှာရှိတဲ့တချို့သောသူတွေအကုန်လုံးကလည်းသူတို့ရဲ့စူးစမ်းမှုကံကြံဆန်းတဲ့တတ်သွားတဲ့သူအများကြီးရှိတယ်ကျွန်တော်ကဘာလို့မဆိုအားပေးနေမှာပါခင်ဗျာ comment ရှိတာကြတော့ဒိုင်းတောင်းအောင်ထဲမှာကိုက comment ရှိဆုံးလို့မတူဘူးလေဗျာအဲဒီလိုပေါ့တခြားတိုင်းတွေကတကယ်ပညာရပ်ပိုင်းဆိုင်ရာတွေပြောကြတာအဲကျွန်တော်ကြတော့ presenter ဖြစ်တော့ထုံးစံတိုင်းပါ နော်စကလုံးတွေပါပြောရဆိုတဲ့အခါကျတော့အခုတော့မှကျွန်တော်အရင်ပြောနေညီလေးညောင်းနေနော်အအဓိက comment ရှယ်တယ်ဆိုတာကကျွန်တော်တို့ကလीအဆိုတော်တယောက်ရဲ့အကြောင်းပြောလိုက်ပြီဆိုကျွန်တော်တို့ကကျွန်တော်တို့မှတ်ထားပြီးချက်ထားပြီးကျွန်တော်ပြောလို့မရဘူးဗျာ ကျွန်တော်တို့ဘဝတစ်လျှောက်လုံးဒီဆိုရုံနဲ့ပတ်သက်ပြီးခံစားမှုတွေအဲဒီဖြစ်ရက်တွေအကုန်လုံးကိုအဲကျွန်တော်ရဲ့မြင်နေတဲ့အမြင်ပေါ်မှာကျွန်တော်ဖြစ်ချင်တဲ့အပေါ်မှာသူတို့ဆိုနေတဲ့အရာပေါ်မှာမူတည်ပြီးတော့မှကျွန်တော်ပြောသူတို့ဆိုရဲသူတို့ဘာသချင်းဆိုမှန်းတော့ကျွန်တော်မသိဘူးလေအဲမသိရတဲ့အပိုင်းအပတ်တွေကပို့ပြီးတော့များတယ်တချို့သောအပတ်တွေမှသာဒီအပိုင်းကဘလို့ရေးကြည့်လို့ဒါလေးပါဆိုတဲ့ဟာကိုပြလာပြောတာရှိတယ်ကျွန်တော်တို့ဘာတချင်းစုံမှန်းတော့မသိဘူး။ဘာဖြစ်ဆိုကျွန်တော်တို့ကဒီတစ်ပတ်ဘာဝက်လာမယ်။နောက်တစ်ပတ်က raw week ဆိုလို့ရှိရင် raw week မှာတော့ကျွန်တော်က နေပြီးတော့ရောက်နေအဲ့လိုမျိုးဆိုကျွန်တော်ကမသိရမသိအောင်ဆိုတော့ခါကျကျွန်တော်ကတွေ့ပြီဆိုတော့မှကျွန်တော်ကပေးရပြည့်ကျွန်တော် training ပေးတဲ့အပိုင်းကြတော့ကျွန်တော်တို့ကအာတိတ်မတွေ့ပြီဗျာကျွန်တော်မအားတော့ကျွန်တော်မအားတဲ့အပိုင်းလည်းပါတယ်သူတို့ဘက်ကအဒီဘက်မြန်မာစတားကျွန်တော်အားရရဲ့ဆိုသူတို့မအားတာအဲ့လိုညှိလို့မရတဲ့အပိုင်းအများကြီးရှိတာပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့နေရာမှာထိုင်မှကလေးတွေတွေ့ပြီကျွန်တော်ပြောရတယ်တကယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တဲ့အကြောင်းကဒီထက်တော့များသေးတယ်ဟာအများကြီးရှော့တာ